ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ Manchester United ပြည်သက်တွေကြားမှာတော်တော်လေးခေါင်းရှုပ်ဆရာဖြစ်နေတဲ့ Benjamin Shesko ရဲ့တင်ရထင်းနဲ့ပတ်သက်ပြီးရှုပ်ထွေးနေတဲ့အခြေအနေကိုကျွန်တော်တို့အတူတူအပြေရှာကြည့်ကြရအောင်ဟုတ်တယ်ဒါကပြည်သက်တိုင်းအသိချင်နေတယ်မိကောင်းပဲဗျာဒီနေ့တပုတ်ကတော့အခြေအနေကောင်းတယ်လို့ပြောနေနောက်တပုတ်ကကြတော့သူမျိုးဆိုတော့ဘယ်ဟာကိုယုံရမလဲကဲအချက်လက်တွေကိုတကူချင်းစီကြည့်ပြီးအတူတူသုံးသပ်ကြည့်ရတာပေါ့ဟုတ်ပါတယ် တရင်ဒီအားဟိုထမျိုးတီထမျိုးဖြစ်နေတဲ့အခါအထူးတဖြင့်ကလပ်ရဲ့အရေးကြီးကစားသမားတယောက်နဲ့ပတ်သက်လာရင်ဘယ်ဟာကိုအတိယူရမလဲဆိုတာတော်လေးဝေခွဲရခက်တာပေါ့ဗျာအဲ့ဒီခံစားချက်ကိုကောင်းကောင်းနားလဲပါတယ်ကဲဒီတော့ဒီရှုပ်ထွေးနေတဲ့ခြေနေကိုရှင်းတော့အောင်ပထမဆုံးထောက်လာတဲ့တရင်ကိုအရင်ချိလိုက်ကြအောင်ဒါကတော့အပြောင်းရွှေ့လောကမှာဆိုရင်အားလုံးကနားဆွင့်နေရတဲ့နာမည်ကျော် journalist Fabrizio Romano ရဲ့တရင်ပဲဖြစ်ပါတယ် Romano ရဲ့တင်တာမှာအတိအကပြောထားတာကတော့ဒါပါပဲ ဒူးတန်ရကတိတ်မဆိုပါဘူးတဲ့ဆိုတော့သူ့ပြောရဆိုရင်တော့ဒါဟာကစားသမားတရကလပ်အတွက်ပါတတင်းကောင်းတစ်ခုလို့ပြောရမှာပေါ့နော်ကဲသူ့တရင်ရဲ့အသေးစိတ်ကိုဆက်ကြည့်အောင်ရိုမာနိုခရမန်ထားတဲ့အချိန်ကြီးရတာဘလို့လဲဆိုအဆင့်၃ဆင့်ရှိပါတယ်ပထမဆုံး၃ဘတ်လောက်အနာယူမယ်ပြန်ဒီဇင်ဘာလအစိုးပိုင်းမှာအပေါ်မှာလေ့ကျင့်ခန်းတွေပြန်ဆင်နိုင်မယ်။နောက်ဆုံးချက်ကတော့အစကစိုးရင်ထားတဲ့လောက်အခြေအနေမဆိုးဘူး။ပုံမြန်မြန်ပြန်လာနိုင်မယ်သဘောမျိုးပြုတ်ထားပါရယ်။ ရိုမာနိုရဲ့တည်င်းကြောင့်ပရိသတ်တွေလည်းအလုံးစုံစိတ်အေးရတော့မယ်လို့ထင်နေတော့မှပဲဆက်လန်းကအလဲပြောင်းတစ်ခုထင်လာခဲ့တယ်။ဘာလို့လဲဆိုတော့သူ့တည်င်းမထွက်ခင်တည်းရဲ့အလိုမှထွက်ထားတဲ့တည်င်းတစ်ခုရှိနေပြီးအဲ့ဒီတည်င်းကအခုတည်င်းနဲ့လုံးဝကိုကွဲလွဲနေလို့ပါပဲ။ဒီမှာဆိုရင်အဲ့ဒီတရင်နှစ်ခုကိုရှင်းပြပြထားတာတွေ့ရမှာပါ။တစ်ဖက်မှာ Fabrizio Romano ကဒဏ်ရာအသိမဆိုးဘူးသုံးဘလောက်ပဲနားရမယ်လို့ပြောတယ်။ဒါပေမဲ့ဒီ Athletic ကမနေ့ကထုတ်ပြန်ခဲ့တဲ့သတင်းကတော့အခြေအနေကတခြားတစ်မျိုးဖြစ်နေတယ်လို့ဆိုရတယ်။ ဲ့ဒီမှာရင်ပရိသတ်တွေကဘာဝယုံမှမသိဖြစ်သွားကြတာပေါ့ကဲဒီတော့တခြားစီဖြစ်နေတဲ့အချက်တွေကြားထဲမှာကျွန်တော်တို့အဓိကမေးခွန်းစီပြန်ရောက်လာပါပြီဘယ်သတင်းကအမှန်နဲ့ပုံနှိစာမလဲအဖြစ်တစ်ခုတန်းတွေပြောဖို့ထက်ဒီသတင်းတွေဘာကြောင့်ဒီလိုထိကွဲလွဲနေရတာလဲဆိုတဲ့အကြောင်းရင်းတွေကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်တကယ်တော့ဒီလိုသတင်းတွေကွဲလွဲနေတဲ့အခါဘသူမားတယ်ဘသူမှန်တယ်လို့တန်းပြီးလက်ညှိုးထိုးဖို့ကခက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အာဇာတနေလောကရဲ့သဘောတဘာဝါကိုကဒီလိုပါပဲ တခါတလေကလပ်အသင်းတွေဘက်ကသတင်းစီးဆင်းမှုကိုထိန်းချုပ်ထားတာမျိုးရှိသလိုဂျာနယ်လစ်တွေကလည်းမတူညီတဲ့သတင်းရင်းမြစ်တွေစီကနေသတင်းရကြတာဆိုတော့ဒီလိုကွဲလဲမှုတွေကဖြစ်လေဖြစ်သားရှိပါတယ်။ဒီချက်တွေကိုကြည့်လိုက်ရင်ပို့ပြီးတော့ချင်းတော့ပါလိမ့်မယ်။ပရမအချက်ကသတင်းရင်းမြစ်မတူညီရတဲ့အချက်လက်တွေဟာကွဲပြားနိုင်တာပဲ။ ဒုတိယအချက်ရိုမာလိုတွင်သွားတဲ့အခုကစပြီးဆိုတဲ့စကားလုံးကဘယ်အချင်းကစတာလဲဆိုတာတိတိကျကျမပြောတော့နားလည်းမှုလွဲနိုင်တယ်။နောက်ပြီးတော့ကနုတိုင်ရစစ်ဆဲချက်တွေကနောက်ပိုင်းမှာအသေးစိတ်ထက်စစ်တက်ချာပြောင်းလဲသွားနိုင်တာမျိုးလည်းရှိတတ်ကြောင်းတရင်တွေကအချင်းနဲ့အမျှပြောင်းလဲတတ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အဓိကမှတ်ထားရမယ့်အချက်ကဘာလဲဆိုတော့ဘယ်သတင်းကအမှန်ဘယ်သတင်းကအမှားလို့တတ်မှတ်ဖို့ကြိုးစားတာထက် အာကစားသတင်းလောကရဲ့ဒီလိုအမြဲတမ်းပြောင်းလဲနေတဲ့သဘောတဘာဝကိုနားလည်ထားဖို့ကပိုပြီးအရေးကြီးတယ်ဆိုတာပါပဲ။ဟုတ်ပြီ။ အားကစားတဲ့နေ့ရဲ့သဘောတဘာဝကိုနားလည်သွားပြီဆိုတော့နောက်ဆုံးအနေနဲ့ဒီဖြစ်ဖြစ်ကနေပြည်သက်တွေအနေနဲ့ဘလို့တင်ခန်းစာယူပြီးတရင်တွေကိုချင်းကပ်တင်တယ်လဲဆိုတာလေးဆွေးနွေးကြကြအောင်တကယ်တော့ยีမိုင်းချက်ကမှန်တဲ့တရင်တစ်ခုတည်းကိုလိုက်ရှာနေဖို့မဟုတ်ပါဘူးအခြေအနေတစ်ခုလုံးရဲ့ခြုံငုံသုံးသက်ချက်ကိုနားလည်ဖို့ကအဓိကပါပဲဆိုလိုတာကတရင်ရဲ့မြေတစ်ခုတည်းကိုမျက်စိမှိတ်ပြီးဂျုံလိုက်တာထက်ဖြစ်နိုင်ခြေတွေအားလုံးကိုခြုံငုံကြည့်ပြီးဝေဖန်ပိုင်းခြားသုံးသက်တတ်ဖို့ကအရေးကြီးဆုံးပါပဲ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရောအားလုံးဘယ်လိုမြင်ကြလဲဒီလိုမျိုးကွဲလွဲနေတဲ့သတင်းတွေကြားထဲမှာပြည်သက်တွေအနေနဲ့ဘယ်လိုများချင်းချင်းသုံးသက်လေးရှိလဲဆိုတာကိုလည်းစိတ်ဝင်စားမိပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လဲဆုံတွေ့ကြပါမယ်